ါရှင်စုလေးဒီနေ့ဖတ်ကြမှာကတော့ဆိုင်ရှင်မလုံးမကြီးအသေးခွဲအောင်လက်မှတ်ဝတ္ထုတူဇက်လန်းလေးတဲမှာအခန်း30ပဲဖြစ်ပါတယ်။နားရှင်ခန်းစားပေးကြပါအောင်ရှင်။အခန်း30ညီဘလို့ပြောပြောတမိကားယူမသွားဘူးဆိုကြတဲ့ကညီအညိုရင်မခံချင်လို့ဆိုတာအတိသားကြီးပဲ။အရေးတကြီးကိစ္စရှိတာတော့ကားယူမသုံးရဘူးဆိုတော့တငယ်ချင်းပေါင်းသိနေရှိမှညီဘလို့အချက်ရအောင်လှုပ်လိုက်ပြန်ပြီလဲပုံပမာ။ဟင် ပုံပုံဘာဘာမှမလုပ်ပါဘူးမပြောပါဘူးအတော်ရဲ့အရင်တခါကိစ္စကိုတော့ပုံပုံစိတ်မကောင်းဖြစ်နေတာပါ အခုလဲအရင်ကပြဿနာဖြစ်တဲ့ကောင်းလေးကို ပန်နာကအင်းအထီးရောက်အောင် လိုက်ပို့ပေးပါဆိုပြီးခိုင်းလိုက်တာပါကျေစင်ခလာဟုတ်ဟုတ်ပါတယ်ပန်နာပြောပေးလို့အင်းအထီးကျေစင်ခကောင်းမပို့တာပါဒေါ်တင်မီထက် အခုမှပို့ပြီးအတွေ့အရခက်သွားဤ ခြေစင်ခဆိုတာသမီးစိတ်ဝင်စားနေသည့်ကောင်းလေးမဟုတ်ပါလားထိုကိစ္စကိုမိမိကိုယ်တောင်ဖွင့်ပြောထားတာမို့ခြေစင်ခအပေါ်သမီးအလေးနဲ့ရှိလွန်းတာသိထားခဲ့တော့လေအခုလိုမျက်နာလွှဲပြီးပုံပမာနဲ့နှစ်ယောက်တည်းပြန်လွှတ်လိုက်တာတော့နားမလည်နိုင်အောင်ဖြစ်ရသည်သမီးလာရင်မေးကြည့်ဖို့လိုအပ်လားမသိပေမဲ့သမီးကားမပါဘဲသွားရတာကိုတော့ပုံပမာကို မကြည်မနက်ဖြစ်နေမိစေပင်ဦးအောင်မြင့်တဲ့မရှိချိန်မှာလူရာထက်ပိုဖိပြောထားမှာနောက်အခါတွင်ပုံပမာစင်စင်ချင်းချင်းဖြစ်သွားလိမ့်မည်အေးလေညီးပြောတော့လဲညီးစကားပေါ့သမီးလာမှဒီလိုမဟုတ်ပါဘူးဆိုတာသိရရင်တော့ညီးဖေကိုလှမ်းတိုင်ထားမှဖြစ်မယ်ညီမရီဆိုတာသူ့ပြည့်စည်ကိုပြည့်မခွဲခြားပဲတာရနေနေလည်းမတွက်ပဲရင်းရင်းနီနီကြည်ကြည်ငင်နေရမှာပေါ့ မိဖေကလည်းမိသားစုတွေလိုနေရမယ်လို့မှားသွားခဲ့တယ်မဟုတ်လားဟုတ်ပါတယ်ပုံမုံကလည်းအဲ့လိုပဲသဘောထားတာပါဒေါ်လေးကတော့တခါတလေပုံမုံကိုအရင်ကြီးပြောနေတယ်လို့ပဲဟဲ့လူကြီးဆိုတာတော့စိတ်တိုင်းမကြရင်ပြောစရာရှိတာပြောရမှာပေါ့ညီအဖေကလည်းစုံမသွန်နေမှလို့တိတ်ချအပ်သွားတော့ငါမှတာဝန်ရှိရလေညီတို့ဦးလေးကသူ့လောကိစ္စကလည်းဘာတုံးကြလို့လဲအိမ်မှာဘာဖြစ်ဖြစ်သူသိရမှာမဟုတ်ဘူး ။ဦးလေးကိုအဲ့လိုအသုံးမချဘူးလို့တော့မပြောပါနဲ့ဒေါ်လေးရဲ့။အပြင်မှာစီးပွားရှာနေတဲ့လူတယောက်ကအနေချင်းတော့အိမ်နောက်တာဝန်လင်းဟင်းကြတာပါပဲ။မိန်းမသားကနားလည်မှုပေးရမှာပေါ့။အမလေးလေသူ့ဦးလေးပြောတော့နားထလိုက်တာ။ဟိုကလည်းအထီမခံနဲ့မျိုးချစ်ပုဂ္ဂိုလ်တွေပါလား။ညီပိုင်ဆန္ဒတွေသာတောက်ဝက်လောက်ခွဲပေးကြည့်။ငါတို့သားမိကိုယ်တော်ဒီအိမ်မောကမောင်းချလိုက်မယ်တင်နေ။ဒေါ်တင်မီထက်က မစီမဆိုင်တွင်နဲ့ ပေါက်ပေါက်ဖောက်လျက်အပြစ်ရှာနေသည်။နားပူလှတော့လေထိုင်ရန်ကနေထမသွားရဲပါ။ထိုအချိန်မှာကလစ်ကလေးတိုက်ခန်းတကားဖွင့်တဲ့အတူပန်တာပြန်ရောက်လာသည်။မိမိတို့ဘာတွေဖြစ်နေတာလဲ။မိမိအတန်ကအပြင်ဘက်ကတော့ကြားရတယ်။ဘာရမဟုတ်ပါဘူး။ပုံမမကိုပြောစရာရှိတာပြောနေရပေါ့။ဒါနဲ့သမီးကကားယူမသွားပဲကျန်းကျန်းကနေပြန်လာတာဆို။အင်းဟုတ်တယ်။ဘာဖြစ်လို့လဲ။ ဘာမှမဖြစ်ပါဘူး။သူပြောတာဟုတ်မဟုတ်မေးကြည့်တာ။တမီးလည်းပြန်မလာမှာပေါ့။သွားနာတော့လေ။တမီးနင်းတွေ့တော့ဒေါ်တင်မီထက်မျက်နာရောလေတံရောပြောင်းသွားသည်။ဖေဖေရှိမှဆိုသူမကိုဦးစားပေးအရေးပေး၍ဖူးဖူးမှုတော်မတက်မျက်နာချိုသေးဆက်ဆံခဲ့သောဒေါ်တင်မီထက်ကအခုတလောသူမအပေါ်အရန်တင်းမလွန်သည်ဟုထင်မိသည်။ပန်တာလည်းအရင်လိုမဟုတ်တာအမှန်။ ဦးလီအောင်တယောက်သားသူ့မအဘမပြောင်းမလဲဆက်ဆံနေတာဒါလေသူ့မအထင်ပဲလားဟဲ့ပုံမမနေမအိတ်သေးဘူးလားသွားမယ်လေအော်အေးအိတ်မှာပေါ့သူ့မကိုပန်တာလက်တို့ခေါ်တာမို့အတွေ့အစတွေပြတ်သွား၏အရင်နေ့တွေကပန်တာအဲ့လိုမခေါ်ဘူးတာပေါ့အထူးအစံလည်းဖြစ်မိ၏ပန်တာနဲ့သူမက အခန်းကျဲတစ်ခုထဲမှာကရင်တစ်လုံးစီအိတ်ကြတာပါ။နေမှာဆိုရင်တော့ခြံဝင်းကျဲကြီးထဲမှာနှစ်ထပ်တဲ့အိမ်ကြီးကြီးစောက်ထားပြီးဖီဖီကအပေါ်ထက်သူမကအောက်ထပ်မှာနှစ်ယောက်တည်းနေကြသည်။အိမ်အကူကြီးသုံးလေးယောက်ခေါ်ထားတော့လဲသူတို့တွေတက်အနောက်ဘက်မှာတစ်ထပ်တိုင်အိမ်လေးတစ်လုံးစောက်ပြီးထားသည်။အခုတော့ဖီဖီကနိုင်ငံသားသွားသူမက ရန်ကုန်ကိုရောက်နေ သူတို့တွေကိုယွန်းတဲ့လုပ်ငန်းတွေမှာလက်ခစားနဲ့ထားခဲ့ရသည်သူယွန်းတဲ့လုပ်ငန်းကိုလည်းရှေ့နေမန်နေဂျာကိုထွန်းအေးနဲ့လုပ်ငန်းကြီးကြပ်သူတွေကို လွှဲထားခဲ့ရ၏အညာကိုလွမ်းသည်ပကံဖျားတွေကိုလွမ်းသည်သူမကိုအရန်ချစ်ကြသောဝန်ထမ်းတွေကိုလွမ်းသည်ကျေစင်းနဲ့နေဘာတွေပြောဖြစ်ကြသည်လဲအိယာလေးရောက်မှာ တပတ်ကရင်ဘော်ကနေထိုင်နေလျက်နဲ့ပန်တာလှမ်းမိလာရောက်သူမအဆောင်ကိုပြန်ဆွဲခွာပြီးထထိုင်လိုက်ရသည်သူ့အိမ်အเจ้าမှာပဲတခြားဘာမှသိမပြောဖြစ်ပေမဲ့အရင်ဖြစ်ခဲ့တဲ့ပြဿနာကိုတော့ငါတောင်းပန်လိုက်တယ်။သူကကျေနပ်သွားရောလား။အင်းပြပြလေးလေးပါပဲ။သူလည်းတောင်းပန်တယ်။ဘာကိုလဲ။ငါ့ကိုတောခိုက်တွေပါပြီးလောင်ပြောင်ခဲ့တာတွေပေါ့။အေးအဲ့ဒီကိစ္စက ူတို့လွန်ခဲ့တယ်လို့တော့ပြောလို့မရဘူးဟာနင်ကရန်ကုန်ရောက်လာတာတောင်းတဏ္ဍာကဘကွက်ကြီးကမပြောင်းတော့လူပြောစရာဖြစ်တာပေါ့တကယ်ဆိုတဏ္ဍာကမလိမ့်မဲမနေနိုင်တော့ခပ်ပါပါဖုံဖုံဖွေးဖွေးလေးလိမ့်ပေါ့အဲ့လိုမလိမ့်ခြင်းလဲညအိယာဝင်မှခြေတွေလွတ်တွေအာရပါရလိမ့်အိပေါ့ဟင်အဲ့ဒါဆိုငါကနေ့ဘက်ကိုဗာလိမ့်ရမှာလေငါတို့လိုမိကက်လိမ့်ခြင်းလိမ့်ပေါ့ဘာမှမလိမ့်လေအညာသူဖြစ်ပေမဲ့ နှင်းမျက်နှာလေးကဝင်းဝင်းစူးစူးလေးဆိုတော့လှပြီးသားပါမစိုးပါဘူးမယုံရင်အဲ့ဒီတဏ္ခဘကွက်ကြီးကိုမျက်နှာတပြီးမှန်ကြည့်လိုက်ပန္ဒစကားကိုယုံကြည်ပြီးသူမကပြကရာရေချိုးခနဲ့သွားကမျက်နှာတပြစ်လိုက်သည်ပြီးတော့တပတ်ဆောင်နဲ့ဖွားဖွားတော့ပြီးကုလုံးပေါ်မှန်ကြီးထဲမှာကုမျက်နှာကိုကြည့်ကမျက်မှောင်တုတ်လိုက်နှာခေါင်းရှုံလိုက်ဖြစ်နေ၏ဟာဘလို့ကြီးမှမသိပါဘူး ပြောင်ပြောင်တင်းတင်းကြီးတနခါလေးလင်းလင်းမှနေသားကြမှာမျက်နာကိုပွတ်တက်ပြီးမနေတဲ့မထိုင်တဲ့ဖြစ် အော်နေသော ပုံပမာကိုကြည့်၍ပန်တာရည်သည်ပြီးမှမှန်တင်ကုန်ပေါ်ကလိုရှင်ဘူးလေးကိုယူပေးလိုက်ဒါကိုမျက်နာရောခြေတွေလက်တွေပါလင်းလိုက်ပေါင်းတင်ထားသလိုအသားလေးတွေဝင်းနေလိမ့်မယ်နင်တို့အညာမှာတနခါကိုခြေစုံကောင်းဆုံးလိုက်ပြီးဘလို့ပဲနေနေဒီကိုရောက်မှတော့နည်းနည်းချင်းပြောင်းလဲကြည့်ပါ ဖြစ်နိုင်တာကိုလောက်ခိုင်းနေတာမှမဟုတ်ပဲနင့်စပင်ကိုလည်းနည်းနည်းပြင်သင့်နေဟင်ငါ့စပင် ကောင်းပါလေငါတို့စီမှာဆိုရင်ငါ့စပင်ကိုအရင်ကြိုက်ကြတာမကောင်းလို့မပြောပါဘူးစပင်ကိုညှိသွားအောင်အဖျားတွေတီးပြီးအဖျောင်းစင်လေးပေါင်းတင်လိုက် နင့်စတိုင်ကိုကြည့်ပြီးကောင်းလေးတွေငုတ်တုံမိသွားမယ်ချုပ်သားတွေအကြည့်ခံဖို့အလှပြရမှာလားအဲ့လိုလုပ်ဖို့တော့ဝါသနာမပါဘူးအချစ်ကြောင့်တော့လှဖို့လိုတယ်လေ ငါ့ကိုချစ်မဲ့သူမှမရှိတာလှဖို့မလိုပါဘူးပြီးတော့လှလို့ချစ်တယ်ဆိုတဲ့ဒသနာကြီးကတည်မြဲမှုမရှိလို့အဲ့ဒီအချစ်ကိုလည်းငါမယုံဘူးယုံကြည်နေလဲမတည်မြဲပါဘူးလို့ပြောပြလာခြင်းသည်အလားတကူကြောင့်စိတ်ဆန္ဒတွေညှို့နှိုးပြီးတည်စင်ဖွင့်ပြလာရင်မြင်မြန်လက်ခံလာအောင်လုပ်နေရသည့်ဒုက္ခကမသေးလားသူ့ဒီဇိုင်းကြီးကိုနည်းနည်းတော့ပြင်ပေးလိုက်စမ်းပါ ခြေစင်းကဟန်ဆောင်နေတာပဲဖြစ်ဖြစ်ပါဖြစ်ဖြစ်ပေါ့တွဲသားတွေလာလောက်တာတော့ဆန့်ကျင်မကြီးဖြစ်နေတယ်ခြေစင်းကခစ်စတိုင်နဲ့အလန်းပုံပမာကတောထာနဲ့ရဲစရာဖြစ်ရင်ငါတို့တငယ်ချင်းတွေပဲရှက်စရာကောင်းမှာအေးလေဆန့်ကျင်မကြီးကလူတွေပိုတတိထားမိတာပေါ့ပုံပမာနဲ့ကခဏပဲတွေ့မှာအဲ့ဒီကိစ္စပြီးခြေစင်းနဲ့စီပြန်အောင်လာမှာနော်အဲ့လိုဆိုရင်လူတွေတည်ထားတာတယောက်တကယ်တွေ့တာတယောက်ဖြစ်ရင်နင်းချက်တာပေါ့ မြူးကြော်နေခိုင်ထွန်းထို့သို့အုံစားတော့ပန္တာစိတ်မပါဘဲပုံပမာကိုတိုက်တော်နေရသည်ကျေစင်က ပုံပမာစိတ်ကြိုက်ပြောင်းလဲနေတိုင်းပြီးအသေးခွင်းအောင်လက်မှတ်ရရင်မိမိစီပြန်လာမှာပဲမဟုတ်လားထို့အချိန်လေးကိုမျောလင့်နေရတာရင်တွေမောပြီးမဲ့ပန္တာပြောပါသည်အချိန်နာရီတွေကိုဆွဲချလို့ရရင်ဘလောက်များကောင်းပြီလဲ ကျေစင်က ပုံပမာကိုမြ мян ချီရေးဆို ပုံပမာကမြ мян အဖြေပေးပြီးလျင်ဟန်ဆောင်မှုတွေပါဆိုတာကျေစင်ကဖွင့်ပြောပြီးပုံပမာကိုအသေးခွဲအဲ့ဒီနောက်မှာကျေစင်နဲ့သူမအခန်း၁၀ကိုဒီမှာပဲရန်နာခွင့်ပြုပါရှင် အခန်း၁၁ကိုဆက်လက်စောင့်မျှော်ကြပါရှင်နားဆင်ပြီးကြကြသူတူတူရောက်ချင်းစီကိုခြေသူတူတင်ရှိပါရှင်